then women cup မြေမီစားဝိုင်းနေကျိုးစောပါလေရှင်ဒီနေ့ထုံးစံတိုင်းမှာကျမတို့ဒီအမေမီစားဝိုင်းရဲ့အချိန်ကိုငင့်ညာတော့အားဖြင့်15မိနစ်ကလေးနဲ့ကျမတို့စကားပြောကြမယ်ဆိုရင်ဒီကနေ့ကတော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးကျမတို့အမျိုးလုံးလေးပြောလို့ရတယ်ပေါ့လေအဲ shop to the point လေးပေါ့ do go pro ဟုတ်လားဆိုအဲ့ဒီရလေးနဲ့ပတ်သက်ပြီးကျမတို့ဆက်ဆက်ရလေးလေးပြောကြပြောချင်တယ်ပေါ့နော်နောက်ထုံးစံတိုင်း ပြေးဆက်ပေးရမယ်ဆိုတော့ risk risk ကကြတော့ oxygen ထိုက်ဒီတိုင်းလည်းအကုန်လုံးကလည်းပြည်သူချစ်တဲ့ nucleation ပြောင်းလဲဖြစ်တယ်။လက်ရှိမှာအဖြစ်ရတော့သူကနေပြီးတော့အဲဒီ group တစ်ခုပေါ့နော်။အဲဒီ group တစ်ခုမှာက communication services group ထဲမှာသူက MD တယောက်ဖြစ်ပါတယ်။နောက်ဒီပတ်ဆက်တဲ့ဘက်ကကြတော့ဟိုသူကလည်းပဲမြမမော်တော်လောကမှာတက်ပြောင်းနေတာပါ။ဒီလိုလိုပဲနောက်ဆုံးရဟာတိုက်တော်လာကြတော့ Miss Universe မြန်မာ2013ဖြစ်ပါလိမ့်ရှင်။ ဆိုတော့ဂျန်နဲ့တိုက်တယ်တော့မပေါ်ပြတော့ပါဘူးကျွန်တော်တို့ဒီပုံနဲ့လူရင်းမဲ့ပြောတာနဲ့ဆိုတော့ကဲခုချင်းစားပြီးတော့ကျွန်တော်တို့စကားဟောင်းစလိုက်ကြအောင်အဲပထမအဆုံး grace ကိုပေါ့နော်ဟုတ်မတူရဲ့မေးချင်တဲ့ဟာလေဆိုတော့ပြောခဲ့ပြီးသွားပြီပေါ့နော်ပထမမြန်မာနိုင်ငံမှာဘာဖြစ်နေလဲဆိုတာကြာတော့ဒီသူတို့ကလေ ဘယ်လိုပေါ့လဲရုပ်ရှင်နဲ့ပတ်သက်ပြီးသူတို့က creative ကတိတ်နေတယ်သူတို့ကဒီ entertainment အနေနဲ့ပဲသူတို့ကပေါ့နော်ဒီရုပ်ရှင်ကြီးပြိတက်တွေကိုထုတ်လုပ်သူကရောဒီဘက်အပိုင်းမှာပဲအဲ့တဘောမျိုးဆက်ဆံဖြစ်နေကြရတယ်ပေါ့နော်ဒါပေမဲ့လည်းပဲအခုဒီဒီ post ဘယ်လိုပေါ့လဲဒီ production အပိုင်းကိုရောက်လာတဲ့အချိန်ခါမှာကြာတော့ဒီရုပ်ရှင်လေးတွေကနိုင်ငံတကာပေါ့နော်ဟိုဖျက်ပြရတဲ့အချိန်မှာအချိန်လေးတွေတော့နည်းနည်းပါးတော့ကောင်းတာပေါ့အဲ့တော့ ဒီရုပ်ရှင်ပြင်ရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်မတူးစိတ်ထဲမှာ documentary လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘာကြောင့်မြန်မာပြည်မှာဘယ်လောက်ထိဟောပေါ့နော်ဟိုလည်းလမ်းမမီတာလဲပေါ့နော်အလာဒီနဲ့ပတ်သက်ပြီးတော့လို့ကိုပို့တော့เนาะအရင်ဆုံးရှင်းပြပေးပါဦး။အော် documentary စလေ ဟိုကျမတို့မှာထုတ်ပါတယ်ဟိုလွန်ခဲ့တဲ့1990အစောပိုင်းနှစ်တည်းက pioneer တယောက်ပေါ့ entrepreneur တယောက်ကနေပြီးတော့မှဟို video tape စင်းနဲ့ထုတ်ပါတယ်အဲ့ဒီတော့ကသူ target ထားတာလာတဲ့ tourist တွေအတွက်ဝယ်ဖို့အတွက်ဆိုထားတယ်ကျမတို့လည်းအဲ့ဒီအရာပဲဝယ်ပြီးတော့ပဲပေးရတာအဲ့ documentary production စီကတော်တော်ကောင်းပါတယ်သူက documentary နှစ်ဦးကိုပေါ့နော်ဟိုဖောက်ခဲ့တဲ့လူတယောက်ဖြစ်ပါတယ်အဲဒါပေမဲ့နောက်ပိုင်းမှာတော့အဲ digital format တွေပါပြီးပြောင်းသွားပြီးတဲ့နောက်မှာသူလည်းပဲစိတ်ဝင်စားမှုကနည်းသွားလားမသိဘူးဟို ့ AR တိုင်းမှာငါးသွားမိတယ်လို့ပြောတယ်ဟိုကျမတို့စီမှာအဲ့လို drop out တွေကအများများတာပဲလုံးကြည့်တယ်မအောင်မြင်ဘူးတခြား factor sector တွေကိုထွက်သွားတာပေါ့ဒါမျိုးတွေလည်းရှိပါတယ်အဲ့တော့ domestic production မှာတော့အဲ့ documentary ပြင်ကုန်မှအကုန်လုံးကပေါ့လေ domestic production ကို ကြည့်မယ်ဆိုလို့ရှိရင်ပြည်တွင်းဇလံရုပ်ရှင်ကိုပဲကြည့်တာပေါ့အဲပြည်တွင်းမှာရှိနေတဲ့ဇလံရုပ်ရှင်တွေလည်းပဲပြည်တွင်းမှာရှိနေတဲ့လူတွေရဲ့ alike အကြိုက်ကိုလိုက်ပြီးတော့ပြတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာကိုကျမတို့ပို့တဲ့အခါကြလို့ရှင် ပြတဲ့ဟိုအဆင့်မှာပဲရှိရပြိုင်ပွဲဝင်တဲ့အဆင့်ကိုမရောက်လာပါဘူးသူတို့အရင်ဆုံးကြည့်ရလေကြည့်ပြီးသွားတော့မှပြိုင်ပွဲဝင်အဆင့်ကိုမှီရဆိုလို့ရှင် ပြိုင်ပွဲအဆင့်ခေါ်သွားတာကိုအခုတော့ကျမတို့စူးစမ်းကြည့်တယ်နှစ်ခါသုံးခါပဲပြိုင်ပွဲဝင်အဆင့်ကိုမရပဲနဲ့ပတ်စံပေးပြီးတော့ပြတာတော့မှအလီပွဲမှာဟိုမရပါဘူးပြပါပြဖို့ပဲရတယ်ပြိုင်လို့မရပါဘူး အဲဒါပေမဲ့ documentary တွေကတော့ဟိုပြိုင်ပွဲတွေကိုဝင်လို့ရတယ်။ဘာဖြစ်လို့လွန်ခဲ့တဲ့10နှစ်လောက်ခရေရပေါ့နော်။ဟို documentary ကိုဒီ social ground ကနေပြီးတော့မှ ကျမတို့ INGO တွေရဲ့ programs တွေကိုပေါ့နော်။ဟိုပြတာမျိုးတွေ progress rate ကိုသိအောင်ဆိုပြီးတော့ donor report အနေနဲ့ရိုက်တာမျိုးတွေဒါကြောင့်မို့လို့လည်းပဲကျမတို့ documentary တွေရိုက်ဖြစ်ပါတယ်။ရိုက်ဖြစ်ဖို့အတွက်လူတွေကိုလည်းပဲဟို train လုပ်ရပါတယ်။အ international ကဆရာတွေလည်း ဲဒါကိုယ်တိုင်လာပြီးတော့သူတို့မန်တယ်လုတ်ပြီးတော့ရိုက်တာမျိုးတွေဖြစ်ပါတယ်ဒါတွေဟာအပြစ်မှာပြတဲ့ခါကျရင်တော့စုရရတာကိုတွေ့ရပါတယ်ဟုတ်ပါတယ်ဟိုဘောတော့နောက်တစ်ချက်က pro နဲ့ပတ်သက်ပြီးတော့အခုလောလောဆယ် ဒီထိုင်းနိုင်ငံမှာဖက်ဆက်ပေါ့နော်လူရှင်သားရေးလည်းပေါ့နော်ဒီလူရှင်ထုတ်လို့ရတယ်လို့ဆိုနှခုကို co-production လို့ခေါ်တာပေါ့နော် co-production ဆိုတာတော့ဟိုနိုင်ငံနှစ်နိုင်ငံကြားမှာပူးတွဲပြီးတော့ရိုက်တဲ့ဟာမျိုးပေါ့အဲ့လို co-production ကိုရိုက်ဖို့အတွက်ကအာရှနိုင်ငံမှာရှိနေတဲ့နိုင်ငံတော်တော်များများဒီမှာလာပြီးတော့ဟိုလောက်ကြပါတယ်။ဘာလို့လဲဆိုတော့မြန်မာ content ကအခုကမ္ဘာစည်းကွက်မှာ hot ဖြစ်နေတာပေါ့။မြန်မာ content ကလာ hot ဖြစ်နေတာကျမတို့က100%မလုပ်ပေးနိုင်ဟို စာ international အဆင့်ကိုရောက်ဖို့အတွက်မလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့တခြားလူကနေတော့ပေါင်းပြီးတော့ဖက်ဆက်လုပ်ရတာမျိုးအဲ့လိုဟို co production လို့ခေါ်တာပေါ့အဲ့လို co production တွေကိုလုပ်တဲ့နေရာမှာကြာ infrastructure ကလိုတယ်လေအာလာတဲ့ဝန်ထမ်းတွေကိုဟိုသူတို့ကိုပတ်စံမပေးဘဲနဲ့ဘန်းတွေရောသူတို့ရဲ့အကောင့်အာနေထည့်ပေးရတာမျိုးတော့ now လာရိုက်တဲ့လူတွေအတွက်ကလိုချင်တဲ့ဟာတွေ drone တို့ဘာတို့อ่ะအစပေါ့เนาะဟိုဒီမှာရှိထားတယ်ဆိုလို့ရှိရင်ဒီအားဟာတွေเนี่ยရိုက်ရင်အပြင်ကနေတည်လာစရာမလိုဘူးပေါ့အဲ့အဲ့လိုမျိုး infrastructure တွေမှာကျမတို့အရန်အားနေတဲ့အခါကြတော့အဲဥရောပတိုင်းနဲ့နောက်နိုင်ငံကနေတော့လာတဲ့ရုပ်ရှင်ကားတို့ဒီအကုန်လုံးကဘန်ကောက်ကိုပဲအခြေဆိုင်ရအောင် မန်ကောက်မှာရှိနေတဲ့အားတွေကိုပဲယူပြီးသွားတော့မှတချို့တလီကိုမှဒီမှာလာတုံးတော့အဲ့တော့ဟို production ကြီးတစ်ခုလုံးရဲ့ဒီ20ရာခိုင်နှုန်းတော့ဘာလို့လောက်ပဲဗမာပြည်ထဲမှာလေတုံးပြစ်သွားတာပေါ့အဲအဲ့လိုလဲကို production မှာလိုရမယ့် infrastructure တွေကအများကြီးလိုပါတယ်ပြီးတော့ဟိုကျမတို့စီကတော့ဟိုပတ်စံရတာဟာအမျက်လို့ထင်တယ်လေအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ area fee ဆို location fee ဆိုဒေါ်လာတွေကို ထောင်ထဲချပြီးတော့ယူတာပေါ့လေအဲဒါမျိုးတွေလည်းပဲစဉ်းစားဖို့ ကောင်းပါတယ်။နောက်တချို့နိုင်ငံတွေဆိုရှင် incentive program ရှိရယ်သူနိုင်ငံမှာလာရိုက်အောင်ဆိုပြီးတော့မလေးရှားလူမျိုးဆိုလို့ရှိရင်ခမားလာရိုက်ခမားငွေတသိန်းသုံးလို့ရှိရင်ခမားကို3000 cash ပြန်ပေးလိုက်မယ်အဲအဲ့လိုမျိုးလည်းရှိပါတယ်အာတချို့နိုင်ငံတွေကြတော့အာလာရိုက်ပါသူကိုနှိုက်ကနေရောမှာသူ့မှာရှိတဲ့စာအုပ်တွေနဲ့ပေးနေမယ်သူ့မှာရှိနေတဲ့ပစ္စည်းတွေနဲ့ပေးသုံးမယ်အဲဒါမျိုးတွေလည်းပဲလုပ်တတ်ပါတယ်အဲ့လို incentive program ကိုတော့ကျမတို့တိုင်းပြည်မှာရှိနေတဲ့ဒီ film policy maker တွေကနားမလည်သေးဘူး အဲဘလို့လောက်ရမလဲဆိုတာကိုအဲကျမလည်းနှစ်နှစ်သုံးနှစ်လောက်တော့ရှင်းပြနေတာပဲလေခုထိတော့တို့သဘောမပေါက်ကြသေးပါဘူးဟိုဓာမျိုးဟာဈေးွက်အနေနဲ့စဉ်းစားတင်ပါတယ်ကျမကြံခဲ့တဲ့တပတ်တုံးကဟိုမနီပူးမှာရှိတဲ့အခါကျတော့မနီပူးကလူတွေကဟိုပြောတဲ့အထက်မှာလေဘာပြောလဲဆိုတော့မြန်မာနိုင်ငံဘက်ကိုတဲ့တို့ကတဲ့မော်ရေးကို gateway အနေနဲ့အသုံးပြုမယ်တဲ့ဒါပေမဲ့လူတွေတို့အတွက်တဲ့ marketing ဆိုတဲ့အဆင့်ကိုကြော်သွားလို့တို့က investment ဆိုတဲ့အဆင့်ကိုရောက်ပြီးတယ်ကျမပြန်ပြီးစဉ်းစားကြည့်ရေးငါတို့တိုင်းပြည်ကရွှေရှင် င်ကလောကပေါ့နော် marketing ကိုပဲ ticket sale ကိုပဲအရန်အားဆိုင်နေတဲ့အချိန်မှာသူများတွေက marketing stage ကနေပြီးတော့ investment stage ကိုတော့မှပြောင်းသွားပြီပေါ့ဒါမျိုးကတော့ကျမတို့မှာအများအားဟိုကြံခဲ့ပါတယ်အဲ့တော့ဟို ကို production တွေကိုလုပ်တဲ့အပြင်ကိုမှာပေါ့နော်တော့ post production ကိုလုပ်တဲ့အခါမှာလည်းပဲဟိုနီးပညာအဖြစ်လည်းပဲအာလိုပါတယ်ကျမတို့ဆီက editor တွေဟာရုပ်တွေကိုဆက်တက်တာပဲရှိတယ်လေအင်္ဂလိပ်စာတန်းထူတာလည်းပဲဟိုဘာသာပြန်တဲ့ဟာတွေကိုတိုက်ရိုက်ပြီးတော့ထည့်လိုက်တာမျိုးပဲရှိရယ်လေ editing sense မရှိသေးဘူးပေါ့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်လို့အပြင်ကိုသွားပြတဲ့အခါကျတော့ကိုဆီကအင်္ဂလိပ်စာတန်းထူတွေလည်းကိုလည်းပဲအပြစ်မကင်းပါဘူးချိုးကိစ္စတွေကကိုတေချာမစစ်လိုက်တဲ့အခါကျတော့ဟိုမှာပြတဲ့အခါကျမှအချက်ကွဲရတာတွေလည်းရှိပါတယ် ဆက်စပ်တမီအလက်ပေးနေရအောင်ဘုရားတိုင်းလည်းအများကြီးရပါတယ်ဟုတ်ဘူး grace ကတော့ဒီလိုမျိုးရှင်နဲ့ပတ်သက်တာကတော့ဒီလိုမျိုးကသူတို့ကတော့ငြင်းနေမှာလေသူတို့ကတော့တအားစီနိုင်ငံတကာလည်းဆိုနေပြီဆိုတော့လေအခုဟိုတမီကတော့ဟိုပေါ့နော်အမှုပညာကမှအခုဘာလို့ဖြစ်ဖြစ်ဆောင်ရွက်ပြီးခြေလမ်းလေးစနေပြီခြေလမ်းစနေဆိုလူတွေပြောက်အနေနဲ့ပေါ့ဒီနေ့အမှုပညာရှင်တွေကဘာကြောင့်ပုံကမှုမြင်ကြည့်တာလဲဆိုတော့ပတ်သက်ပြီးတမီရဲ့အမြင်လေးရှင်းပြမယ် င်းကြတော့ဒီ any grace လို့လောက်တော့ရွှေရှင်ရောမရရသေးဘူးပေါ့နော်။အော်သမီးကြတော့အခုစတင်လာကြတော့ဟုတ်ဟုတ်ကဲ့။ဟုတ်သမီးက miss တယောက်အနေနဲ့ဒီလောကတွေကိုစဝင်လာတယ်ပြိုင်ပွဲတွေပြိုင်တယ်အဲ့ကနေတဆင်မှဒီဇလန်းတို့လေးရိုက်ခဲ့ဖြစ်တာပေါ့နော်ဆက်စားချင်းရိုက်ဖူးတဲ့ကားဆိုရှင်ဒါပညာပေးကားလေးရိုက်ဖြစ်တယ်ပညာပေးကားလေးဆိုမြန်မာနိုင်ငံဆီယဝန်သင်းလူငယ်ဖွံ့ဖြိုးမှုစီစဉ်ရလွတ်တဲ့ကားလေးပေါ့နော်အဲ့လိုမျိုးကားလေးမှာပဲတယောက်ဆောင်ဖို့ပါတယ်နောက်ကျန်တဲ့ဟာတွေကတော့ဇလန်းတို့လေးရယ်နောက်တချို့တော့ဟို MTV လေးရယ်မှာပဲတယောက်ဆောင်ဖို့တာပေါ့နော်ဒါဒီရုပ်ရှင်လောကနဲ့ပတ်သက်တော့အများကြီးစိတ်မာသေးတယ်ဒါအခုမှမူချိုပဲရှိပါသေးတယ်အဲ့တော့ဒီဟာလေးနဲ့ပြောရမယ်ဆိုတော့ကိုကတော့ဟို အကြံပေးရလောက်ပဲပြောချင်တာပေါ့နော်အဲဒီသူတမန်ဒီဒီနေရာမှာအဒီ grace လို့လို့ပညာရှင်မဟုတ်တဲ့အတွက်ကြောင့်ပြောရလဲမှားချင်လဲမှားနိုင်ပါတယ်ဟောဒါတော့ကြိုပြီးတော့တောင်းပန်ထားချင်တာပေါ့နော်ဟောအခုနောက်ပိုင်းမှာပို့ပြီးတော့ဒီအမျိုးဆက်သစ်အမှုပညာရှင်တွေတို့နေရာမရတာကိုအဒီတို့ပြောချင်တာပေါ့နော်အဲ့လိုဟိုဟုတ်ပါတော့နော် အတိတ်ပဲကတော့တမိရဲ့အဲဆိုအခုဆိုလို့ရှိရင်ဥပညာရှင်ရဲ့တနာဖို့ကောင်းတာဟုတ်ကဲ့ရိုက်ချင်ပြီဆိုရင်မှတချင်းဆိုချင်ပြီဆိုရင်တောင်မှဟုတ်ကဲ့ပတ်စံကိုအိတ်ဆိုင်ထုတ်ပြီးရှောင်းကံမျိုးထုတ်ကြဟုတ်တယ်တန်းဒီဟုတ်အခွေထုတ်မယ်ဆိုလို့ရှိရင်လည်းကိုယ်စီကနေပတ်စံဘလောက်ထည့်မယ်ဆိုပြီးအားလုံးပေါင်းပြီးထုတ်ကြရလေများတယ်ဆိုလို့ရှိရင်ဆိုကော်ပီရိုက်ကလည်း PPT ပြန်မရှိဟုတ်ကဲ့ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနောက်တက်လာမယ့် future အတွက်အနာဂတ်အတွက်တမိတို့လည်းမျိုးဆက်တဲ့ဒီကဲဟုတ်ကဲ့မင်းတို့ကစိတ်မကင်းလဲဖြစ်တယ်စိတ်လည်းမကောင်းဖြစ်တယ်ပေါ့နော်အားကြောင့်တမိပေါ့နော်မိကူထုတ် ဟုတ်ကဲ့အန်ဂျူတချင်းဝေဆိုလို့ရှင်လည်းခုနောက်ပိုင်းခုတ်ခုတ်ဝေလည်းအရင်များတော့လေသူတို့အနေနဲ့ပြန်ပြီးတော့ပြန်ရမယ့်အကျိုးအမြတ်ကတော်တော်လေးကိုနည်းသွားပါပြီအော်ပရိသတ်တွေကိုပြန်ပြီးတော့သူတို့အနေနဲ့ဟိုပေးခြင်းနဲ့ message လေးတစ်ခုအနေနဲ့ပဲပေးလို့ရတာပေါ့နော် ဟုတ်ကဲ့တပီးသူတို့ကလည်းဟိုပေါ့နော်ဆက်ပြီးပြောချင်တဲ့အကြောင်းအရာတစ်ခုတော့ခိုင်းနေမြန်မာဖက်ဆက်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ခုဒီတီတီဒိုနတ်လေးတီတီအန်ဒိုနတ်နဲ့တော့ဥပဒေဘန်ကောက်ကမန္တလေးဆိုတာဟာလေးဒီဒီဖက်ဆက်ပြီးရိုက်လာတယ်ပေါ့ဟုတ်ကဲ့နော်အဲ့တော့ဒီခိုင်းနေမြန်မာဖက်ဆက်ရိုက်လာတာအနည်းတူပဲဒီမြန်မာရုပ်ရှင်အတွက်တစ်ခေတ်စမ်း ဒီလိုသမီးပြောလို့ရလားအဲ့ဒါလေးနဲ့သမီးပြောပြပါဟုတ်သမီးကတော့သမီးအမြင်နဲ့ပဲပြောကြည့်မှာပေါ့နော်ဒီလိုအခုနောက်ပိုင်းကျတော့အဲ့လိုမျိုးဖတ်ဆက်ပြီးတော့ရုပ်ရှင်တွေအများကြီးပေါ်လာပေါ့ any grace ဆိုလို့ရှင်လဲဆောနာပြောသွားတယ်ဒီ co production ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးပါလာတဲ့အတွက်ကြောင့်မလို့မြန်မာပြည်သက်အနေနဲ့ရောထိုဘက်က time ပြည်သက်အနေနဲ့ရောတမျိုးလေးစမ်းတာပေါ့နော် time ပြည်သက်အနေနဲ့ကနေကြည့်မယ်ဆိုလို့ရှင်မြန်မာနိုင်ငံမှာလာရိုက်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့ဒီတောတောင်ကြီးမြေလှတွေဒါပြင်ဒီအဓိကဆိုရှင်တို့ ဖျားပထိုးတွေပေါ့နော်ဖျားပထိုးတွေဆိုမြန်မာနိုင်ငံမှာအများဆုံးရှိရဆိုသူတို့အနေနဲ့ရှုခင်းတွေလည်းမျိုးစုံတွေ့ရမှာရဲ့အဲ့လိုမျိုးမြန်မာရဲ့ရင်ကျေးမှုဝင်နေတွေအများကြီးတွေ့သွားနိုင်နေပေါ့နော်ဒါကတော့ ကိုယ့်ရဲ့ဟိုကိုယ့်ရဲ့ရင်ကျေးမှုမွေးနေ့တွေကိုကဘာတည်သွားနိုင်စေနိုင်တဲ့အတခုပေါ့နော်ဟုတ်တကောကလည်းဒီကိုမြန်မာနိုင်ငံရုပ်ရှင်တရုပ်ဆောင်နေတဲ့တခြားနိုင်ငံမှာတွားရမယ်ဆိုလို့ရှင်လဲဟိုသူတို့နိုင်ငံရဲ့ဟိုရင်ကျေးမှုမွေးနေ့တွေတည်ရမယ်ဆိုတဲ့ကြောင့်ဒီမျိုးဖတ်ဆက်လုပ်တာသမီးညီမတွေသဘောကျရပေါ့နော်ဟိုဘာဖြစ်ဟိုရင်ကျေးမှုလည်းဖလှယ်တယ်လို့ဖြစ်တယ်ပို့ပြီးတော့လည်းအဆင်ပြေရပေါ့အခုနောက်ပိုင်းဆိုဒါထိုင်းနေမှာမဟုတ်ဘူးအခုဆိုရင် VNM ကနေပြီးတော့ modern မင်းသမီးတယောက်ကလာတယ်ဒီဟိုကိုနေတို့နဲ့ရိုင်းမဲ့အစီအစဉ်လည်းရှိရဒီနေ့ဆိုလဲစာနယ်ဇင်းရှင်းလင်းပွဲလုပ်နေကြရဲဆိုတော့ဟိုနောက်ပိုင်းမှာဒီချက်ပို့ပြီးတော့ဖတ်ဆက်ပြီးရုပ်ရှင်လည်းပို့ပြီးများလာမယ်လို့ထင်ပါတယ်ဟိုပို့ပြီးတော့ကိုယ့်ရဲ့မြန်မာကိုကမ္ဘာကနေပြီးတော့သိသွားမှာပေါ့နော်ဟုတ် tourism attraction တွေနဲ့ဆွဲဆောင်မှုလို့လည်းထင်တာပဲအဲ့လိုတို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့ဒီဒီလေးရှင်းပြပါတော့ဟုတ်ကဲ့ပါအဲ့ဒီခုဆိုရင်ဒီလိုလေးစကားပိုင်းလေးကိုဆုံးတက်လိုက်ပါမယ်ဟုတ်ကဲ့ပါအဲ့ဒီကိလေအဲ့ဒီ လာဝိုင်းအစီအစဉ်လေးကိုဆုံးဖြတ်ဆုံးဖြတ်လိုက်ပြီပေါ့နော်။နောက်လာမယ့်အပတ်မှလည်းအခုကိုပြေဆုံးကြတယ်။အင်္ဂါနေ့မှာဘာလေးတွေအဖြစ်အပျက်ဖြန့်ပြီးနေဆိုတာပြည့်တက်ဆောင်ရွက်ရှိနေတယ်။အားကြီးတာကိုပြန်ပြီးဆက်ဆက်